မင်္ဂလာပါခင်ဗျာဆရာကြီးချွေဦးတော်ရေးတော်ဘဝကျမစမ်းကြေရာဝိထုတို့များစာအုပ်မှာကြောက်လေကြောက်လေလို့အမည်ရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာကြောက်လေကြောက်လေလွန်ခဲ့သောအနှစ်20ခန့်ကကျွန်ုပ်ဒီအထက်မြင့်ညာရွှေလီနယ်တဝိုက်တွင်ကျောင်းနေဘက်တကယ်ချင်းဖြစ်သောတတော်ရာရှိများနှင့်ဒေသန္တရဘဝတုဒ္ဒအလုံးကလှဲ့လေသွားလာခဲ့စဉ် တောစင်ရိုင်းများ လူသားစားသောကြားများနှင့်တစီလျှောက်သည်ဆိုသောဘူတဲများအကြောင်းကိုစူပေါင်းမှတ်သားထားခဲ့မူ၏လူသားစားသောကြားဆိုရ၌ကြားတိုင်းသည်လူသားစားသည်မဟုတ်သဖြင့်ထိုကဲ့သို့တီးခြားခေါ်ရခြင်းဖြစ်လေသည်ကြားသည်ဟူသောတရဝါသည် အသားဟူသည်များကိုစားလေရှိတော်လေလူတရဝါတို့မှာဖုံးချိန်ရှိသည်ဆိုသောစကားကြောင့်ပဲလို့မသိ လူနေရင်ဆိုင်တွေ့ခဲ့လျင်ထွက်ပြေးတည်တာများ၍လူသားဆိုင်ရန်လူသားဆိုင်ရန်စိတ်ကူးမထဲဝန်းကြချေတချို့သောကြားတို့မှာအသက်အရွယ်ကြီးရင်တော်ကြောင့်ဖြစ်စီလူတို့ပြစ်ထားသောဒဏ်ရာကြောင့်လင်းမြန်စွာခုံပေါက်ပြေးလွှာရန်မတတ်နိုင်သောကြောင့်ဖြစ်စီအလုံးလင်းမြန်ပြက်လက်သောတမင်တရေစသည်တောတလိဆံများကိုမိအောင်မဖမ်းနိုင်သည်ဖြင့်ထင်းခွေတမတက်ခုတ်တမနှင့် တော်သားခရီးတဲ့များကိုရှောင်းမြောင်ကြိုက်တက်စားတော့ကြ၏အလွန်စားလောင်သည်ဖြင့်လူတဦးတယောက်ကိုကြိုက်တက်စားတော့ဖူးသောကြားရကောင်သည်လူဆိုသည်ကမိမိတို့ထင်တဲ့ကဲ့သို့ကြောက်ဖွယ်ရသောတရားမျိုးမဟုတ်ပဲဖန်းစည်းရန်အလွန်လွယ်ကူကြောင်းကိုသိရှိသွားတော်သည်ဖြစ်ရာ၎င်းကြသည်တခြားသောတောတရိတ်ဆံများထက်လူကိုဖန်းစားရခြင်းကရှောင်းလေသည်ဟုသဘောပေါက်ကရွာများသို့ရှင်းကပ်၍လူများကိုသာကြိုက်တက်စားတော့လိရှိတည်တော်သည် ကြားတိုင်းဒီထိုးခဲ့တို့မရဲဝွန့်ပဲအထက်ပါကြားမျိုးတည်တာလည်းလူကိုတမင်ရန်ချာဖန်စီစားတော့တတ်သည်ဖြစ်သောကြောင့်၎င်းကို လူသားစားတော့ကြားဟူ၍ခေါ်ဆိုရခြင်းဖြစ်လေသည်အကယ်၍တော်ရဏရှိသောကြားတိုင်းဒီလူသားစားတော့ကြားကြီးဖြစ်ခဲ့ပါမူကြားပေါ်တော့တောရများမှာတော်ရဲ၌ခီးသွားဖို့မဆိုထားပြီရွာထဲ၌လုံခြုံစွာနေထိုင်ဖို့ကိုပင်ခဲရင်ပေလိုက်ပြီဆိုခဲ့ပြီးတော့ကြားနာနှင့် ကြားအိုများတာလည်းရင်လူကိုတမင်ရံမူတတ်ကြပေဟာထို့သောသောကြားမျိုးမှာယာနုံ30မြပြီရှိကောင်းရှိပေလိမ့်မည်တို့ရာတွင်၎င်းကြားမျိုးတကောင်ပေါ်ပေါက်လာသည်နှင့်တပြိုင်နက်ထိုနယ်တစ်ဝိုက်တွင် အသက်ဆံပြားဆွန်စားနေထိုင်ကြရ၍လူ၄၅ယောက်တေးရပြီးနောက်၎င်းကြား၏အလှဲကြမှတာလည်းရင်နေသားများမှာဆန်းတာရရကြနေတော်သည်၎င်းတို့သည်တငယ်ချင်းဖြစ်သောတက်တော်အရာကြီးများနှင့် ကြားဆောင်ရာတို့ကျိန်ပန်များစွာလိုက်ခဲ့ဘူးရာရင်ဖို့လိုက်တော့ရတာကိုခံစားလို့တော့ကြောင်းလိုက်ခဲ့မိတော့လေလွင်းစင်ပေါ်၌ရှင်ကိုက်တီဝုံးများမချောင်းဝုံးပဲကြိတ်၍ခံရခြင်းများစကားမပြောပဲတိတ်ဆိတ်စွာနေရခြင်းများတခါတရံလက်ကုတ်တဖောင်းများမြင့်တော့လွင်းစင်ကလေးပေါ်၌ကိုယ်တိုင်တဏှာမပြတ်တတ်ပဲတဏှာသမားများ၏လက်တွင် အသက်ကိုအထားရပြီးတကယ်သို့၎င်းတို့ကသာအာကိုရသည်ဖြင့် အတက်ဘေးအတွက်စိုးရင်ရခြင်းများစသည့်တို့ကိုချိန်ဝင်တစ်ဖက်၌ထဲ့သည်ရှိသော ရင်ပိုလက်ရသောအရတာဘက်မှပေါ့ရသည်သာဖြစ်၏တို့ရတွင်ဤတစ်ချိန်နောက်ဆုံးခုအောင်မြင်၍စောင့်လင့်ခဲ့ရမှာပြန်လာခဲ့တော်လဲနောက်တစ်ချိန်အခွင့်ရေးပေါ်သောအခါတွင် မလိုက်ဖဲမနေနိုင်သဖြင့်စွန်သားကလိုက်ခဲ့မိခြင်းသာဖြစ်၏လင်းဆောင်ကြရသောအစဉ်လာမှာကြားကြိုက်တက်သွားသောမြင်း နွားကြွယ်တို့မဟုတ်လူသေးကောင်းဤတွင်တိပင့်ပေါ်၌လွင့်စင်ထိုး၍စားတုံပြန်သောဤဖြင့်အလောင်းကိုတဏ္ဍကားပန်းမှန်လိမ့်ကျင်ကလင်းပေါ်မှကြားမလာမချင်းထိုင်၍ဆောင်ရ၏တလိမ့်ဆက်များကိုတဏ္ဍကားလိမ့်၍မတော်တရော်ပြုတ်ပြင်ထားပြီးနောက်အနည်းရှိလင်းစင်ပေါ်မှဆောင်ရခြင်းသည်တောတရဝါဤဘေးရန်မှတပါအခြားဆိုးရိမ်ရန်ရှိတော်လေလူသေးကောင်းကိုထိုကဲ့သို့ပြုတ်ပြင်ပေး၍တောကြီးတဲ့၌ တညက်ပံလုံးဆောင်းရခြင်းအလုံမာမူကားကျွန်ုပ်ဘုမှာကြားကောင်နှင့်ထိုအလောင်းကောင်ကိုရာဂိုင်းတော်90စီအညီအမျှကြောက်ရွံ့မိပေ၏ဆင်ရိုင်းများနှင့်ပတ်သက်၍လည်းဘေးရန်တရေတစ်ခုမှတည်တည်ကလေးလွတ်ခဲ့ဘူး၏ကျွန်ုပ်သည်လွတ်ထားသောအစိုးရဆင်ရင်များကိုဆင်ဦးစီးနှင့်အတူတော်တဲ့သို့လိုက်သွား၍ဖန်းစီရတွင်ကိုညီခဲ့ဘူး၏ကျွန်ုပ်တို့သည်လွတ်ထားသောဆင်ရင်ဤရှိတော်မှ တွဲရဲရဲကြသော တန်ကျိုးရာအတိုင်းတောနဲ့ထဲသို့လိုက်ပါသွားရတွင်နှစ်ရက်လုံးလုံးလွှတ်ထားခဲ့သောအစဉ်ဖြစ်သောကြောင့်စက္ကန်းမှအတော်ပင်ဝေးသွားခဲ့လေ၏နောက်ဆုံး၌စင်ရည်လည်းပင်နှင့်ဆွဲထားသောစင်ခလောက်တန်ကြားရလျာကျွန်ုပ်တို့သည်စင်ကို တွေးပေတော့မည်ဟု အားတတ်၍တန်ကျိုးရာအတိုင်းလိုက်သွားကြလေ၏ခလောက်တန်သည်တဖြည်းဖြည်းနီးကပ်လာရမှရုတ်တရက်ရက်တန့်သွားသည်တွင် ်ပထမ၌စင်ဦးစီးသည်အမှန်မဲ့သာခြောက်သွားသည်တို့ရတွင် အနှဲငယ်သွားမိသောအခါ၌ကျွန်ုပ်တို့အားလက်ကြည့်ရာလက်ပြပြီးနောက်တန့်ရလိုက်ရာကျွန်ုပ်မှာစိတ်ထဲ၌အတော်ကလေးနှွေးသွားမိ၏မင်းမြန်းတော်လည်းပြန်မပြောပဲ စင်ဦးစီးသည်ယခင်ကအတန်ကြားရဘက်သို့ခြုံများကြမှချောင်းကြည့်လိုက်သည်နှင့်တပြိုင်နက်ဟာမဖြစ်ဘူးဆရာတစ်ပင်ပေါ်တက်ကြစို့ဟုဆိုရင်တော့မျက်နှာထားနဲ့ပြောတာဤ ကျွန်တော်မှာစည်းလာခဲ့သောရွက်ဖြင့်ဖနာကလေးကိုရှုပ်၍စင်ဦးစည်းညုံပြသောတစ်ပင်တစ်ပင်ကို၎င်း၏နောက်မှခဲရင်းစွာတက်ရလေ၏ခွားဆောင်တို့ရောက်ကြ၍စင်ရှိနေလောက်သောရက်တို့မျှောကြည့်လိုက်ကြရာတွင်စင်မ၏အနီး၌အရှာစင်ကြီးတစ်ကောင်ရောက်နေသည်ကိုတွေ့ရလေ၏ထိုအခါစင်ဦးစည်းကမကြောက်နဲ့တော့ဆရာကိစ္စမရှိပါဘူးဆို၍မိစိမိစိ ဟုခေါ်လိုက်ရာစင်မသည်နမောင်းမြောက်ကတွေ့လျက်ကြည့်ပြီးနောက်ကျွန်ုပ်တို့ရှိရာသို့ဆိုက်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 နဲ့လာလေကြံရစ်တော်စင်ရိုင်းသည်စင်သားဟန်နှင့်အတန်ငယ်ရက်စီနေရပြီးနောက်နမောင်းကိုကောင်းကင်သို့မြောက်လျက်အနံ့ခံသောအမူအရာနှင့်ထိုမအီမမြောက်ရန်ကစုံစမ်းလေထိုနောက်မှစင်မောင်းနောက်သို့ဆွတ်ခနဲလိုက်လာလျာကျွန်ုပ်မှာဇောရွေများပြန်လျက်ရှိလေ၏ ထွာကအစင်ဦးစီးကကိုင်းဆရာကျွန်တော်လှုပ်တယ်လို့လှုပ်တော့ဟိုပြောလေရဲ့အတန်ကုန်ဟစ်ခါအလန်တကြားအော်ရင်လက်ခုပ်တစ်ဖြောင်းဖြောင်းတီးလိုက်ရကျွန်ုပ်လည်း၎င်းဤသူစူးစား၍အော်ဟေရဤစင်ရိုင်းသည်ပေ150ခန့်တွင်တန့်ရက်သွား၍အရှိပြတ်သွားပြီလည်းရင်နဘေးတို့ဖက်ထွက်သွားလေရာကျွန်ုပ်မှာထိုအခါမှာလယ်မြို့မှအလုံးကြီးကြာသွားလေတော့ဤ အတန်ကြာသောအခါမှဆင်ဦးစီးသည်တစ်ပင်မှဆင်း၍ဆင်ပေါ်သို့တက်ပြီးနောက်တစ်ခွားပင်ကြား၌ရှိသောကျွန်တော်ဦးနီးတို့ကြောကုန်းကြီးကိုမြောင်းပေးလိုက်သည်ဖြင့်ဆင်ပေါ်သို့ဆင်းလိုက်ရ၏ကျွန်ုပ်ဖို့မှာဆင်ရင်ကိုလိုက်ဖမ်းခြင်းအလုပ်၌ဤတစ်ချိန်တည်းဖြင့်ကောင်းကောင်းကြီးကျေနပ်သွားပေတော်၏တခါကမူတောအပြောင်းလဲတွင် အလုလက်ခံသူဥပဒင်းနှင့် အလုလွှတ်သူဥသိမ့်ဖေတို့နှင့်အတူ ၎င်းတို့ဆံရတက်တော်နေသူလှဲ့လေပြတရ၌ကျွန်ုပ်လည်းလိုက်ပါတော့၏ဝဖြူတောင်ဘူထဲမှာတောင်ဘက်သို့ငားမိုင်ခန့်ကွာလန်တော်စခန်းသို့ညနေခင်းအချိန်တွင်လှဲများနှင့်ဆက်ရောက်လာကြလေရာ၎င်းစခန်း၌ရှိသောတက်တော်ဘူထဲမှာတစ်ဖက်သောမျက်နှာတွင် အကာရံမရှိပဲအခြားသုံးဖက်၌ကဝါဒရံများဖြင့်ကာရံထားလေ၏၎င်းဘူထဲနှင့်15ပြည့်ခန့်ကွာလန်တော်နေရာတွင် ကျူထင်ရကာ၍တက်ကဲ့မိုးထားသောထမင်းချက်တဲကြီးတစ်ခုရှိရာတက်တော်ကအစာချီသည့်အထက်တန်းအရာကြီးများ လာရောက်တဲခုသောအခါများ၌၎င်းတို့နောက်မှပါလာသောဆရေးဆရှိအစီကံတို့နှင့်တောကောင်တောကြက်များသည်၎င်းထမင်းချက်တဲကြီးတွင်တဲခုကြရသည်ဖြစ်သောကြောင့်အလွန်ကြယ်ဝန်းလှပေ၏ဘိုင်းကလာများကဘိုးကြီးများအတွက်တဲတစ်ဖက်တွင်ချက်ပြုတ်ကြသောအခါ အခြားဘက်တစ်ချမ်းမှာလောက်အောင်ငယ်သားများအတွက်တဲခုနေထိုင်ရန်ဖြစ်ပြီးဒီနေ့ကတုံးနေရောက်ဤနောက်ပါအစုံလင်းလိုက်လာကြသည်ဖြစ်သောကြောင့်ကျွန်တို့လူစုမှာလှဲနေစီပြည့်သွားသည့်အပြင်တိကုံတဲ့အချို့တို့နှင့်လည်းအခြားလဲစတဲ့စီနှင့်လိုက်လာသောကြောင့်ဘူတဲဘော်တွင်တပြောတပားကြီးရှိနေကြပြီည9နာရီခန့်တွင်တုံးနေရောက်တို့သည်အသင့်ပါလာသောဝီစကီပလင်းများကိုထုတ်ကြ၍ ညသာမစားမီတခွက်စီတောက်ကြပြီးနောက်မြိန်ချက်စွာ ထမင်းစားတောက်ကြလေရာတိကုတ်တဲများလဲ၎င်းစခန်း၌ပင်အိတ်ကြမီဖြစ်၍ရှက်ပြုတ်စားတောက်ကြလေ၏ညသာစားပြီးသည့်နောက်တိကုတ်တဲများနှင့်ကျွန်ုပ်တို့သည်ဘိုတဲပေါ်၌၎င်းနောက်ပါများသည့်မီးဘိုတဲ၌၎င်းအိတ်ကြရန်ဖြစ်တော်လေမအိတ်သေးမီအချိန်တွင် လက်ဆွဲတံမီးကို ထုတ်တွင်ရှိတ်ဆွဲလျက် ဝိုင်းဖွဲ့ကစကားပြောနေကြလေ၏ထွေရလေးပါစကားပြောဆိုကြရမှာတစေလျှောက်တတ်သောဘိုးတဲများအကြောင်းနဲ့တစေလျှောက်ဖို့များကိုတယောက်တည်းလည်းပြောကြလေရာတောင်းကြီးဦးသိန်းဖေမှာထိုပရိသတ်အ내တွင်အတွေ့အကြုံအများဆုံးဖြစ်၍စီကာပကုံးဖြင့်တယုတ်ပါအောင်ပြောတတ်သည့်အပြင်၎င်းပြောပြသောတစေဝိထုများသည်အမှန်ပင်ထိတ်လန့်တုံလုံးဖွယ်ရာကောင်းလာပေ၎င်း ကျွန်တော်တို့ဒီဝိုင်းဖွဲ့ထိုင်နေစဉ်ကြောများပင်ချမ်း၍လာကြ၏တစီပုံမြင်များမှာလူပြတ်တော်တော်ခရီး၌ညင်းအချိန်တွင်ပြောရခြင်းသည် အလွန်တရာအထိတ်ပဲလေးနက်၍ကြားရသူအပေါင်းတို့မှလည်းယခုပင်တစီ၆တော့မီကဲ့သို့စိတ်ထဲ၌တပြင်းပြင်းဖြစ်မိနေကြလေ၏ကျွန်တော်တို့နှင့်အတူနားထောင်လျက်ရှိသောတစ်ကုံတဲတယောက်ကထီးမြင့်ဘိုတဲတွေ၆ပုံကိုသာဆရာတို့တီးကြတာကိုဒီဘိုတဲအကြောင်းတော့ မကြဘူးကြသေးဘူးမှတ်တယ်ဟိုပြောလိုက်ရကျွန်တော်ကကျုပ်တို့တော့တခါမှ မရဘူးလို့မကြဘူးပေါ့ဗျာခမရကဘယ်လိုများကြားဘူးလို့လဲဘာကြသေးလို့လဲဆရာရဲ့လွန်ခဲ့တဲ့၃လလောက်တုန်းကဒီဘိုတဲကိုတောအုပ်တယောက်ထဲလာတာဟောဒီနေရာမှာ သူကထိုင်ပြီးစားနေတော့ဟောဟိုထုတ်ပေါ်ကစောင်းရောက်ကြီးထိုင်ပြီးတဲ့တုတ်ချာကြီးနဲ့တောအုပ်ကြီးလက်ထဲကကလောင်တန်ကိုရေးယူလိုက်တာတောအုပ်လန့်ဖြန့်ပြီး ုံးရထဲနဲ့တေချာပါရောလားဗျာထိုစကားကိုကြားရတော့တကြိတ်တည်းမနေသည့်ကျွန်ုပ်တို့ပရိသတ်မှာထိုအခိုက်တွင် ထုတ်စီတို့လှမ်းမကြည့်ပဲတယောက်မှမနေနိုင်သဖြင့်ကျွန်ုပ်တို့၏မျက်လုံးများသည်လက်ဆွဲတံမီအထက်၌ရှိသော ထုတ်တန်းပေါ်သို့တပြိုင်တည်းဆုံမိကြလေ၏အမှန်ကိုပြောရလျင်ကျွန်ုပ်မှထိုကဲ့သို့မျှော်ကြည့်လိုက်သည့်ခဏ၌ထိုသူပြောသည့်အတိုင်းထုတ်ပေါ်၌စောင်းကြောင်ကြီးထိုင်နေသည်ကိုပင် တွေ့ရမည်ဟုမျှော်လင့်မိတကယ်သို့ဖြစ်သွားမိပေ၏ကျွန်ုပ်၏လက်ရပါဏရှိသော ဖိုးကုန်းအမည်ရှိတောကောင်းကမူကျွန်ုပ်ဘက်သို့တိတိတသာကြီးတိုးအပ်လာသည်ကိုတည်ပြုလိုက်မိ၏ထုံးကျွဲ့အမည်ရှိတောကောင်းကမူရဲဝန်သည့်အမူအရာနှင့်ထာယာမထ၍ဒီနေရာကလားဗျဟုဆိုကားဒုက္ခောင်းနှင့်ထုတ်ကိုရိုက်ပြလိုက်သည်ဖြင့်ဒိန်ငနေမိသွားလျာ နေနေကြတာမင်းဖြစ်တော့လေကြော်တဲ့နိုင်တွန့်ကနေမဖြစ်ရတော့သူမရှိချေကျွန်တော်မှတစေအကြောင်းအရာများကိုအချိန်နေရာမရွေးပြောခဲ့ကြဘူးခဲ့တော့လေထိုနေ့ကဲ့သို့ပြိဿအာလုံတုံလုံးချောင်းချားသွားသည်ကိုတရင်တစ်ခါမှ မကြုံဘူးခဲ့ပြီကြောက်စရာကောင်းသောအဖြစ်ဆိုသေးကမူတခြားနေရာတစ်ခု၌ဖြစ်ပျက်ခဲ့သည်ဆိုလျင်တောင်း၍ခံနိုင်သေးကြသည်ဖြစ်ရာဤနေရာ၌ဤအချိန်မျိုးတွင်ရှောက်ခဲ့မှုသည်ဖြင့်မကြာမီအတွင်းက လူတယောက်တရားသည်ဆိုခြင်းကိုမူကားရရင်လာပါသည်ဆိုသောတစ်ကုံတဲသည်ပလျင်မျက်လုံးကနာမငြိမ်ပဲအခြေပြက်နေသည်ကိုတွေ့ရသည်ထိုခဏ၌ဝါရယံကာထာသောမျက်နာဘက်မှဘုံကနေမိတံကိုကြားရ၍မြေဆိုင်ကဲများသည်ကျွန်တို့အနီးပါသို့လွင့်ဆင်၍လာလျာလူအလုံးတို့မှတယောက်မျက်နာကိုတယောက်ကြည့်လျက်ဖိုးကူးမူကားကျွန်ုပ်၏လက်ကိုစုပ်ကင်လိုက်သည် စင်စစ်မှာဝါဒရံကိုမြေဆိုင်ခဲများဖြင့်ပြင်းထန်စွာပြစ်ပေါက်လိုက်ခြင်းဖြစ်ရာပထမ၌ကာလာသားဘဝလက်ဆော့ခြင်းဖြစ်သည်ဟုတွေးမိကြသည်တို့ရာတွင်၎င်းဘုတဲနှင့်ရွာကြားတွင်တုတ်တန်တစ်ခုရှိသည့်အပြင်ဤဘုတဲမှာ၎င်းနှင့်တဝိုက်တွင်နာမည်ကြီးဘုတဲတစ်ခုဖြစ်သောကြောင့်ရွာမဘုတဲတို့ငွေ90နှင့်ကိုကုန်းမြစ်သူမရှိကြောင်းတစ်ကုံသေးကပြောပြသည်ဖြင့်၎င်းတို့၏လက်ချက်မဟုတ်နိုင်ဟုစဉ်းစားမိကြ၏ ထိုအခါအချို့လူများသည်တဏ္ဍများကိုဆွဲယူ၍မောင်းတင်ကတတိရှိလာဆန်းกว่าဘာกว่าညာกว่าစသဖြင့်ကြုံဝါကြလေရာအချို့ကလည်းဒုံများဖြင့်တိုင်များကို ရိုက်နှက်ခါကိုကိုကိုအားပေးကြလေအတန်ကြာလက်တော့တစုံတရာမထူးကြသဖြင့်ကျွန်တို့ကစား၍ထိုင်မြဲတမ်းပြန်၍ထိုင်ကြပြီလေရင်ကြောက်လေလေကြောက်เสียရာပြောကျင်လေလေ ဖြစ်တတ်သည့်ဓမ္မတာအတိုင်း ကိုတွေများသာမကကြာဘူးနာဝတဆေစကားများကိုဆက်လက်၍ပြောဆိုကြပြန်လေ၏တိကုတ်တဲ့တယောက်ပြောသောဆုံးပယောကဝတ္ထုမှာကဝေတယောက်အဖြစ်မှမြောက်အဖြစ်သို့ကူပြောင်းသွားရသည်အလွန်ကြောက်เสียကောင်းသောကဝေမာကြီးအကြောင်းကိုမျက်စိထဲ၌ထင်မြင်လာသည့်တိုင်အောင်တယုတ်ပါပါနှင့်ပြောပြလေရကားတေမတက်ဖြစ်၍မျက်လုံးများကြောင်တောင်ရှိနေသောမြောက်မျက်နာသည်ကျွန်ုပ်တို့အားလုံး၏စိတ်ထဲတွင်စွဲမြဲထင်မြင်၍လာလေတော့၏ ထို့သူသည်အလွန်တရာစကားပြောကောင်းလာ၍အဖြစ်ပြက်မှလည်းယုတ်တိရှိသလားကြောက်เสียရကောင်းလာသည်ဖြင့်အဲ့ရသောဝင်ချိန်တွင် ထိုသူ၏ပုံမြင်သည်တားလျင်စိတ်ထဲတွင် ကိုကြီးကိုငါပါသွားကြလေတော်၏၎င်းချိန်နီးလက်တော့ကျွန်ုပ်တို့လူစုနှင့်တိတ်ကုံတဲ့များသည်ဘိုတဲဘော့တွင်အဲ့ရပြင်ဆင်ကြ၍၆ရောက်ခန့်ရှိသော လူငယ်တစုလည်းမိဖို့တဲကြီးဘက်သို့ဆင်းသွားကြလေ၏ ကျွန်ုပ်နှင့်တောအုပ်နှစ်ယောက်သည်ထံရန်တစ်ဖက်တွင်အိပ်၍တိကုံတဲ့သုံးယောက်တို့သည်တခြားဘက်တွင်အိပ်ရန်ပြင်ဆင်ကြလေရာလက်ဆွဲမိိတ်မှမူလေမကုံမချင်းနေပစေလေဆို၍ထုံနိုင်ပင်ဆွဲလျက်ရှိပေ၏ကျွန်ုပ်မှာကိုဝေမာကြီးကမြောက်ဖြစ်သည်ဆိုသောအကြောင်းအရာကိုစိတ်ထဲတွင်ဆွဲနေသောကြောင့်၎င်းဘိုးတဲဘော်တွင်ထိတ်လန့်တကြားတည်ဆုံသွားသောတောအုပ်အကြောင်းကိုတတိယသဖြင့် ထုတ်ပေါ်သို့မကြာခဏလှမ်းကြည့်မိသည်ဖြစ်သောကြောင့်၎င်းရုတ်တရက်အိမ်မက်ပြောပဲတလိန်လိန်တလုံးလုံးရှိနေစဉ်ထမင်းကျတဲစီမှဘုံဘုံတိုင်းတိုင်းအတန်ကြာရပြီနောက်လူတစုတို့ဘိုတဲပေါ်သို့ပြစ်တက်လာကြသည်ကို တွေ့မြင်ရလေ၏ထိုအခါတခြားသူများမှလည်းကျွန်ုပ်ကဲ့သို့ပင်အိမ်မက်ပြောကြသေးသည်ဖြစ်၍အိမ်ယာမငောက်ခနဲထထိုင်မိကြလေရာပြစ်တက်လာကြသော လူစုအနက်မှ ဖိုးကုန်းဆိုသူတော်ကောင်းက ။လာကြပါဦးဆရာ။လာကြပါဦး။ဟုအလန်တကြားပြောလိုက်လေ။တုံးနှစ်ယောက်တို့သည်လူတစုဤထိတ်လန့်သောအမူအရာနှင့်ဖိုးကုန်းဤစကားတို့ကြောင့်တနက်ကိုစီဆွဲကန်၍ဘာဖြစ်တာလဲကွာ။ဟုမေးကြရာဖိုးကုန်းကဘာဖြစ်မှန်းမသိပါဘူးဆရာကြီး။တဲကြီးတစ်ခုလုံးတိမ့်တိမ့်တုံသွားတာပဲ။ဟုပြန်ပြောလေ။စင်စစ်မှမူကျွန်တို့အားလုံးဒီတဆေဝိတ္ထုများကိုပြော၍ ်ခဲပေါက်ခံခဲ့ရသည့်အတွက်ကြောင့်စိတ်ထဲတွင်တုန်လှုပ်ရှားရှားလျက်ရှိကြလေရာဖိုးကွင်းဤစကားမှာကျွန်ုပ်တို့အားလုံးကို တုန်လှုပ်တင့်တထက်ပို၍တုန်လှုပ်စေသဖြင့်ခရောင်ရှားရှားဖြစ်သွားစေလေ၏တဏ္ဍာမနှစ်ယောက်မှမူကားလက်နက်အတွက်ကြောင့်တခြားသူများထက်တုန်လှုပ်ခြင်းတက်တာသည့်လက္ခဏာနှင့်လာကြဗျာတွားကြည့်ကြရအောင်ဟုဆိုသဖြင့်အားလုံးတို့ဒီတောအုပ်နေရာဤနောက်မှာလိုက်သွားကြလေဤလမ်းခရီး၌ တဲတွင်အိတ်တော်သူ6ယောက်စလုံးကလန့်သွားတာပဲဗျာကြောက်เสียကြီးဗျာထိတ်ခနဲ့ဖြစ်သွားတာပဲဗျာအစရှိတဲ့ဖြင့်တယောက်တခုပြောကြတော့လေမိသည်အတွက်ကြောင့်ထိုကဲ့သို့ထိတ်လန့်ရခြင်းကိုမူမိသူကားများ क्वे ပြားအောင်ပြောမပြချေဘိုးတဲနှင့်15ဘေခန့်ကွာလန်းသောမိဘတဲနီတို့ရောက်သောအခါတဏ္ဍသမားနှစ်ယောက်သည်ခြေစုံမှချင့်ကပ်၍ ကျွန်ုပ်တို့အားလုံးကမူ၎င်းတို့နောက်မှခလန်းလန်းလိုက်ကြလေ၏တဲဝါတို့ရောက်သောအခါဖိုကနောက်စင်အစောနိုင်စိုက်ထားသောဖျောင်းနိုင်မိကလေး၏အလင်းရောင်ဖြင့်ကျွန်ုပ်တို့သည်တဲအတွင်းသို့လှမ်းကြည့်လိုက်သောအခါဖယိုပရေပြန်ကျဲနေသောအိယာများနှင့်နဘေး၌ကာယထားသောကျူထရန်စုံများကိုသာမြင်ရတော်လေတခြားသူများထိတ်လန့်နေခြင်းကိုမြင်ရသဖြင့်တစုံတစ်ခုကိုဘွားကနေတွေ့ရတော်မူအလားမျှော်လင့်မိသဖြင့်တထိတ်ထိတ်ဖြစ်နေမိလေ၏ ခြေစုံမှသွားသောဦးသိန်းဖေသည်တနတ်ကိုလက်တပတ်နှင့်အစင်တင့်ကန်၍တဲဝါမှအတွင်သို့ရှေလန်းမြီပြုသည်နှင့်တပြိုင်နက်တစုံတရာသောအရာဝတ္ထုဖြင့်မေးစိတ်ကိုပင်ရန်လိုက်မိတကဲ့သို့ဦးကောင်းလန်သွား၍နောက်သို့အလံတကြားဆုပ်လိုက်လေ၏ထိုခဏ၌တဲကြီးတစ်ခုလုံးတိတ်ငင်နေဖြစ်သွားသည့်ပြင်နှစ်ပေါင်းများစွာစူပေါင်းဆွဲကလေးရရှိသောကြက်ခိုးများသည်ဖွာကနေကြာဆင်းလာ၍ မိဖို့ဆုံး၌ထွန်လာသောဖျောင်းနိုင်ကလေးသည်ငြိမ်းသွားလေတော့၏ထိုအခါမင်းစင်း၌တစုံတရာနှင့် ထိခိုက်မိသောဦးသိန်းဖေက အလိုလေးဗျဆို၍တွန်းဆုပ်သွားသည်တွင် နောက်မှလိုက်ပါလာကြသော လူအလုံးတို့မှဘူတဲပေါ်သို့ဝိုင်းပြုံ၍တက်ပြေးကြလေတော့၏အတော်တတိကောင်းသော ကိုသိန်းဖေမှာတနတ်ပင်ပါတော်လဲတခြားသူများထွက်ပြေးကြသည့်အပြင်ဖျောင်းနိုင်မိပါငြိမ်းသွားသည်ဖြင့်မောင်လေးရဲ့ကြံရင်တော်ကြောင့် ကျွန်ုပ်တို့ရှိရာဘိုးတဲပေါ်သို့လိုက်လာလေ၏ကျွန်ုပ်ကဘာဖြစ်တာလဲဗျာကိုသိန်းဖေမေးစီကိုလက်နဲ့ပုတ်လိုက်တယ်လို့ထိတ်ခနဲ့ဖြစ်သွားတယ်ဗျကြည့်ကြသားပါဦးကျုပ်ရဲ့မေးစီကိုထွာကကျွန်ုပ်တို့သည် လက်ဆွဲတံမီးကိုထုတ်ပေါ်မှဖြုတ်၍ဦးသိန်းဖေ၏မေးစီကိုကြည့်ကြရာတွင်ချွဲတလိုက်ကဲ့သို့ဆေးကက်ကက်ရှိသောအကြီးအကျယ်ရည်များဆုံးပေလျက်ရှိသည်ကိုတွေ့ရလေ၏ ခမရတော့ကဘာကြောင့်ပြန်ပြေးကြတာလဲမဆိုနိုင်ဘူးလေခမရပြန်ဆုတ်တာမြင်တာနဲ့လမ်းမီပြေးကြတာပဲဟာတဲအားကိုရတဲ့လူတွေပဲဗျာထွာကကျွန်တို့တို့အားလုံးမှာပြေးမိတဲ့အတွက်ရှက်ကိုချက်ကန်ဖြစ်မိကြတော့လေသူတို့ကဲ့သို့တနက်လက်ကင်မရှိတော့ကြောင်းပြေးရသည်ဟူ၍လေကိုကိုကိုဆင်ခြေပေးမိ gain ဒါဖြင့်ဘယ်လိုလုပ်ကြမလဲဟုတ်မေးတော့လေ လူအလုံးမှာထုံညင်းဖို့နာအမျိုးမျိုးသောအကြောင်းတို့ကြောင့်တွေးလန့်နေကြသဖြင့်နောက်တစ်ခေါက်ပြန်သွားကို ပြန်သွားဖို့ကိုပင်မိသူကားများအကြံမပေးပဲစိတ်စိတ်နေကြလေ၏ထိုအခါတခြားတနတ်သမားဖြစ်သောဥပဒင်းကဒီလိုနေလို့ဘယ်ဖြစ်မလဲဗျာဘလို့အကြောင်းလဲဆိုတာသိရအောင်စုံစမ်းအောင်အုံမှာပေါ့ယောက်ျားတွေဖြစ်ပြီးဒီလောက်ကြောက်တတ်တယ်လို့ဘယ်ဖြစ်မလဲဟုတ်ပြည့်တင်ချိန်ပေါင်းရင်တနတ်ကိုဆွဲကဒုတိယချိန်သွားကြရန်ပြင်ဆင်ပြန်လေ၏ ်ထွာကကျွန်ုပ်ကဒီလိုတော့မဖြစ်ဘူးစရာမောင်ကြီးမဲမဲထဲမှာဘဲနဲ့လုံမလဲလက်ဆွဲတံပြီးတော့ယူခဲ့အောင်မပေါ့ဟုတ်သားပဲဟေးဖိုးကွန်းမိရင်ဆွဲခဲ့လေကွာ၎င်းတော့တဏ္ဍသမားနှစ်ယောက်ဤနောက်မှာဖိုးကွန်းသည်ဓာမီရင်ကိုကင်လိုက်ရဲ့ကျွန်တော်တို့လူစုသည်၎င်းတို့ဤနောက်မှာအဆုလိုက်လိုက်သွားကြပြန်လေ၏ထိုအချိန်တွင်ဦးသိမ့်ဖေသည်ပထမအခေါက်ကဲ့သို့ရှေ့ဆုံးမှမသွားပဲ ခတ်ဆိုင်ဆိုင်လုပ်နေတဲ့ဖြင့်ဥပဒင်းကခြေဆောင်တွားရလျာကျွန်ုပ်မှာအတော်တတိကောင်းသည်ဟုယုံကြည်ထားခဲ့မိသောဦးသိန်းဖေဤစုတ်ဆိုင်တော်မူရာကိုမြင်တဲ့ဖြင့်ရှိတင်သောရေချိန်တက်တိုး၍ကြောက်မိလေ၏အမှန်ကိုပြောရလျင်ခြေဆုံးမှလူနှယောက်တို့သည်ပထမအခောက်ကကဲ့သို့ရှေလန်းမတွက်ကြတော့ပေဟာကျွန်ုပ်တို့မှမူအစဉ်မသိလျင်ဘယ်လန်းကပြေးရပါမည်နည်းဟုပြေးပေါက်ကိုသာကြည့်နေမိလေတော့၏ ဥပဒင်းကတနတ်ကိုကန်၍တဲဝါမှရက်လက်ရရှိသည်ဖိုးကုန်းသည်ဓာမီကို အထက်သို့မြောက်ပြလေရာလူအလုံးတို့သည်ကြက်ခိုးများပြည့်လျက်ရှိသောတက်ကဲမိုးစီတို့လှမ်းကြည့်မိကြသည်နှင့်တပြိုင်နက်ဟိုမှာပြောဟိုမှာဟုပြောမိကြ၏အเจ้าမမူကကြက်ခိုးများထဲတွင် အလွန်ထူဆန်အံ့ဩဖွယ်ကောင်းလာသောမျက်နှာကလေးတစ်ခုကို မြင်ကြသောကြောင့်ပဲသည်လဲပင်လဲမပါ ကိုလည်းမမြင်ရပဲမျက်နှာကလေးတည်တာကျွန်ုပ်တို့ဘက်ကြည့်ရတော့တက်တက်လှဲ့လှဲ့ရရှိရာအရွယ်မှာမြောက်ကလေးဦးကောင်းပမာဏရှိ၍မျက်လုံးများသည့်ကြောင်လုံးအားကြီးလာသည့်အမူအရာနှင့်ကြောင်တောင်ကြီးပြုထွက်လျက်ပားပြင်တစ်ဖက်တစ်ချက်၌အမွှေးကို ရေဆိုထားသကဲ့သို့ဆုပ်ဖွာဖွာရှိနေလေ၏မျက်နှာလေးသည်အုတ်ထုံးနှံတစ်ခုကိုဆောင်းထား၍မေအောက်တွင်မေတန်းကျိုးဖြင့်ရှိထားသည်ကိုလည်းတွေ့ရ၏ထိုမျက်နှာလေးသည်တီးနေရန် လဲပင်လဲမပါပဲကြက်ခိုးများတဲ့နိုင်ဤဘက်ထိုဘက်တို့တုံရင်စွာလှဲလိုက်သေးသည်ကိုမြင်ရမြင်ကြရတော့ကျွန်ုပ်တို့မှာမိသည့်နေအပြင်အဆက်အသွယ်မရှိပဲလှောက်ရှားနိုင်သည်ကိုနားမလည်နိုင်တဲ့ဖြင့်အာအာတင်လည်းရရှိကြသည်ဖိုးကွန်ကကဝေမကဖြစ်တဲ့မြောက်ဆရာကြီးဟုပြောပြောဆိုဆိုနေဓာမီးကိုလှောက်ရှားလိုက်မိလေ၏အထက်တွင်ဖော်ပြခဲ့သော မျက်နာလေးနှင့်ပတ်သက်သည့်အကြောင်းအရာများမှာ ရှေးလျားစွာဖော်ပြထားတော်လဲအကယ်၍တွေးမြင်ရသောအချိန်မှမူကနှစ်ဆက်ကမ်းမြထက်ပိုလိမ့်မည်မထင်ပေရုတ်တရက်မြင်ရပြီးနောက်မျက်နာမှန်းသိ၍တစ်ချက်နှစ်ချက်လှုပ်ရှားသည်တွင်ဖိုးကုန်းသည်ကြောင်ဝါလန်အားနှင့်ဓာမီးကိုလှုပ်ချလာခြင်းဖြစ်လေသည်မိရင်ကိုလှုပ်ချလိုက်ပြီးနောက်ဖိုးကုန်းလည်းထွက်ပြေးပြန်ရာကြံလူများလည်း၎င်း၏နောက်သို့လိုက်ပြေးမိကြ၏စင်စစ်တော်ကကျွန်ုပ်တို့အားလုံးမှာခက်စောစောက ပြောထားသည့်မြောက်ဖြစ်သောဝတ္ထုကြောင့် မြောက်ဘက်မှရှိသောဦးခေါင်းကိုမြင်ရသည်တွင်ကြားဘူးသောအဖြစ်ပြက်နှင့်ဆက်ဆက်၍ကဝေမာကြီးဖြင့်ထင်မိသလိုစိတ်ထဲ၌မအုပ်ထိန်နိုင်လောက်အောင်လှုပ်လှုပ်ရှားရှားဖြစ်လာသောကြောင့်ပြေးမိပြေးရာပြေးကြခြင်းဖြစ်သည်ဟုနောင်အခါတွင် အားလုံးကဝန်ခံကြသည်ဦးသိမ့်ဖြင့်ဒီဖိုးကုန်းကိုမြည်တွန်းတောက်တီး၍ဓာမီကိုတဖန်ထွန်းစေပြီးနောက်တတိယခေါက်တွားရန်ပြင်ဆင်ကြပြန်လေ၏ထိုခေါက်တွင်ကဦးသိမ့်ဖေကဥဆောင်ရန်သဘောတူ၍ ဖြစ်လို့ရာဖြစ်စေယခုတစ်ချိန်တိုင်းထိုမျက်နှာကလေးရှိသေးလျင်တဏှတ်နှင့်ပြက်ခွဲမည်ဟုကြုံဝါသည်ဓမ္မီကိုမူလက်တုံနေသောဖိုးကွန်းထံမှတခြားလူတယောက်ကိုပြောင်းပေး၍ကျွန်ုပ်တို့သည်မိဖို့တဲသို့သွားကြလေ၏ဥဒိမ့်ဖြစ်သည်နှလုံးမြူတနတ်ကိုနှစ်ဖက်စလုံးရမ်းထိုး၍ရှေ့ဆုံးမှသွားလေရာမိရင်သမားသည်တဏှတ်သမားနှစ်ယောက်၏နောက်မှရှင်းနေတူလိုက်ပါလာခဲ့လေ၏ဥဒိမ့်ဖြစ်သည်တဲဝါမှရက်၍ မိပြသူဓာမီးကိုမြှောက်လိုက်သည်တွင်တဲတခုလုံးတိမ့်တိမ့်တုံသွား၍ရခင်ကမျက်နှာကလေးလည်းပြူးကြောင်သောမျက်လုံးများနှင့်တွားများကိုဖျဲကာကျွန်ုပ်တို့ဘက်သို့လှည့်လိုက်လေ၏နောက်တခဏ၌ဦးသိမ့်ပင်သည် မျက်နှာစီသို့တနက်ကိုချိန်ရွယ်ကာခလုံးနှစ်ခုကြလုံးကိုတပြိုင်တည်းဆွဲလိုက်လေရာဒိုင်းဒိုင်းဟူသောတနက်တန်ကြရပြီးနောက်ဘုံကနေမြည်သောအတန်ကြီးဖြစ်ပေါ်လာ၍ မိဖို့တဲတခုလုံးရုံရင်းဆန့်ခတ်ချုပ်ထွေးသွားလေတော့သည်ကျွန်ုပ်သည်မိရဲ့နောက်မှတဲတွင်တို့လှမ်းကြည့်လိုက်တော့အခါမိသည့်အရာဟူ၍မတဲခွဲပဲကြမ်းမြင့်တခုလုံးမဲမဲတဲတဲနှင့်ထွေးလုံးတွန့်လင်ကခင်းထားသောအိယာများချုပ်ချက်ခတ်နေသည်ကိုသာတွေ့မြင်ရ၏ကျွန်ုပ်နောက်မှရှိသောလူများသည်လည်းအစင်မတဲလျင် ထွက်ပြေးမိဟုသောအမူအရာမျိုးနှင့်ခြေလမ်းပြင်ကကြည့်နေကြလျား တိုးလိုက်နေသောရာဝတ္ထုသည်တပြေးပြေးငြိမ်သက်လာ၍နောက်ဆုံးတွင်အဆုံးစွန်သော အပိုင်းဒေသလည်းတစ်ချက်တစ်ချက်တွန့်၍လှုပ်လေတော့၏။ဥသိမ့်ဖြင့်သည်ဓာမီအိမ်ကိုထိုသူ၏လက်မှယူ၍ရဲတင်သောမူရနှင့်တဲအတွင်သို့ဝင်သွားပြီလည်း။လာကြပါဗျာ၊သေပါပြီ။ဘဲနဲ့မှမလုံနိုင်တော့ပါဘူး။ဟုပြပြောဆိုဆိုနှင့်အမီးကို ရှည်နှင့်တို့လိုက်ရာတချိန်ထက်၍တွန့်လိုက်တဲ့ဖြင့် လူအလုံးတွန့်ကနေဖြစ်သွားလေ။နောက်ဆုံး၌မိသည့်တရဝါမျိုးဖြစ်သည်ဟု ခြေဥစွာရိပ်မိသောဥသိမ့်ဖြစ်သည်။ဓမ္မိယိန်ကိုခေါင်းပိုင်းတွင်ရှလည်ရဲ့တွန့်လိုက်ကိုေကောင်းနေသောအရာဝတ္ထုကြီးကိုတနက်ဖြင့်ဆံပေးလိုက်သည်တွင် လုံးပတ်ပေါင်လုံးခန့်ရှိ၍အလျားနှလံထက်မနေရှိသော စပကြီးမှုကြီးကိုတွေ့ကြရလေ၏။ တို့နေပေကျွန်ုပ်တို့သည်ယခင်ကမြင်လိုက်ရသောဦးကောင်းမှာမွေတကောင်ဤဦးကောင်းမဟုတ်နိုင်ဟုအောင်းမိကြ၍နားမလည်နိုင်သေးသဖြင့်ဦးကောင်းကိုတေချာစွာကြည့်ရှုကြရသည်။ဆင်စစ်တော်ကမွေကြီးသည်ကြောင်တကောင်ကိုနောက်ပိုင်းမှဆား၍မြို့ထားရာဦးကောင်းတင့်နဲ့ကြံနေသဖြင့်ဗဇက်ပြဲ၍မျက်လုံးပြူလျက်ရှိသောကြောင်ဤမျက်နာကိုကျွန်ုပ်တို့မြင်ကြရခြင်းဖြစ်လေ၏။မွေကြီးအထက်နှာခေါင်းနှင့်အောင်းမိများသည် ကျောင်းအင်းမျက်နှာချစ်တဲတဲမှကြည်သောအခါ၌အုတ်ထုတ်ဆောင်၍မေးတိုင်းကျိုးဖြင့်အောင်မေးတွင်ရှိထားပြီးတကယ်သို့မှတ်ထင်ရခြင်းဖြစ်လေတော့တည်းတွေးတာမကစင်အမှတ်28မတ်လ1948ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးချွေဦးတော်ရေးသားတော့ကြောက်လေကြောက်လေလို့အမိရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူ ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါခြွန်လန်းရှမ်းမြေကြပါစေခင်ဗျာ